အားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့ April 18ရက်နေ့ဒီနေ့မှာကျွန်တော်မိဘတွေကို ကျွန်တော်တင်ပြပေးခြင်းနဲ့အဓိကအကြောင်းအရာကတော့2025ခုနှစ်အတွင်းမှာပဲကျွန်တော်တော်လှန်ရေးအပီးသက်အောင်ပွဲစင်နှွဲနိုင်ဖို့ရည်ကြည်ပါတယ်။ဒီအရီတဲ့ဘကိုးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေအတွင်းထဲမှာ မာပြူအမြောက်ပူပေါင်းစစ်စင်ရေးတွေအထွေထွေထိုးစစ်တွေစတင်လာဖို့ရှိပါတယ်ဆိုတော့ဒီနေ့မှာကျွန်တော်တို့ဒါတပ်ဖွဲ့ဝင်တွေနဲ့ကြီးအောင်တပ်ဖွဲ့ဝင်တွေပူပေါင်းလှုပ်ဆောင်နေတဲ့စစ်စင်ရေးတွေအကြောင်းကိုကျွန်တော်တင်ပြပေးမှာပါဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရကြည့်ရှုကိုကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်တအူးချင်းစီတိုင်းကိုဂလီစာဖိတ်ခေါ်လိုက်ပါတယ် ဒီနေ့မှာမြန်မာနိုင်ငံတော်ဝန်လုံးပြင်းထန်တဲ့ဒါတိုက်ပွဲတွေဖြစ်ပွားနေတယ်။လက်ရှိအကြမ်းဖက်ဖက်စစ်တပ်ကလည်းပဲပြင်းပြင်းထန်ထန် ခုခံနေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။ဆိုတော့လေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်မှုတွေပြီးတော့လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေအပြင်ဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြားထဲမှာကျွန်တော်ရသားပြည်သူတွေရောကျွန်တော်တပ်ဖွဲ့ဝင်တွေရောထိခိုက်ဒဏ်ရာမြောက်များစွာရရှိခဲ့တာတွေရှိပါတယ်။ ။ဆိုတော့ကျွန်တော်မိဘတွေကိုဒီနေ့ကျွန်တော်အသိပေးလိုတာကကျွန်တော်တို့အရေးပေါ်ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့စေဝါတွေရိတ်ခါတွေပြီးတော့ဆက်ဆက်ပစ္စည်းတွေအများအများလိုအပ်နေတဲ့အကြောင်းကိုကျွန်တော်သိပေးလိုတဲ့ဒိုင်းငံတဝမ်းလမ်းမှာပြင်းထန်နဲ့ဒါခိုးစစ်နဲ့အတူတစ်ဖက်ရန်သူကလည်းပြင်းပြင်းထန်ထန်ခုခံနေတယ်။ဘလိုမျိုးပဲခုခံပါသေးကျွန်တော်လူငယ်တွေကတိုက်ပွဲတွေကြားထဲမှာပဲအမြင့်ဆုံးသောဆွမ်းဆောင်ရည်နဲ့အမြင့်ဆုံးသောစိတ်ဓာတ်တွေနဲ့ကျွန်တော်တို့ပြည်သူကိုပေးဆက်တိုက်ပွဲဝင်နေပါတယ်။ကျွန်တော်ဖက်ဒရယ်နဲ့ ီမိုကရေစီအတွက်ပြီးဆက်တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေနဲ့အတူရှိနေပေဖို့မြစ်တာရက်ခံလိုတယ်။လက်ရှိရဲဘော်ကလင်မြန်ဆုံးလိုအပ်နေတဲ့စေဝါဆက်ဆက်ပစ္စည်းများအတွက်လည်းကျွန်တော်မိဘတွေသဆိုင်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်လက်ထက်အထိသဆိုင်ရာနေရာဒေသအသီးသီးထိရောက်ပေးဖို့နှိုင်ဖို့ဝင်ခုညီမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်။ 2025ခုနှစ်အတွင်းမှာပဲကျွန်တော်တော်လှန်ရေးအဆုံးသက်အောင်ပွဲစင်နွေးနိုင်ဖို့အရေးကြီးနေပါပြီ။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့တော်လှန်တော့လူငယ်တွေရဲ့ပြင်းပြတဲ့စိတ်ဓာတ်တွေပြီးတော့ကျွန်တော်တို့ဝန်းရံကူညီနေတဲ့ ကျွန်တော်နိုင်ငံအတွင်းကမိဘပြည်သူတဦးချင်းစီနဲ့တကွာလုံးမှရှိနေတဲ့ဓမ္မပတ်တော်သားကျွန်တော်တို့ရဲ့မိသားစုဝင်တွေအားလုံးရဲ့အောင်ပွဲအရန်ကိုစာလောင်နေကြပါပဲနိုင်ငံအတွင်းမှာလည်းဒီနှစ်ဟာပြင်းထန်တဲ့ဒါသဘောဘေးအန္တရာယ်တွေပြင်းထန်တဲ့တိုက်ပွဲတွေပြီးတော့ရက်ဆက်ရုံမှစွာနဲ့နေ့စဉ်ရက်ဆက်ဘုံကျဲတက်ဖြတ်နေတဲ့ အချိန်ဒီနှစ်2025မှာအဆုံးတက်ဖို့အရေးကြီးနေတာပါဆိုတော့ဒီနေ့သတင်းတွေကျွန်တော်မတင်ပြခင်မှာလက်ရှိတိုက်ပွဲတွေပြင်းထန်စွာ နေရာတိုင်းမှာဖြစ်ပွားနေပါတယ် KIA မှာလည်းပြင်းထန်တဲ့ထိုးစစ်တွေ KIA ကချင်လွတ်လပ်ရေးတပ်မတော် ਨੇ ကျွန်တော်တို့ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဆင်နွှဲနေကြပါတယ် အခုချိန်မှာတော့ကျွန်တော်တို့ကထိုးစစ်ဖြစ်တယ်သူတို့ကခံစစ်ဖြစ်တယ်ဆိုတော့ထိခိုက်ကြဆုံးဒဏ်ရတဲ့သူတွေညပြပါတယ်ကရင်ပြည်နယ်မှာလည်းပဲကျွန်တော်တို့ KNU နဲ့ပြည်သူ့ကော်မတီတပ်ဖွဲ့ PDF တွေစစ်စင်ရေးစင်နွဲနေတာကျွန်တော်ရဲ့မိဘတွေကြားသိပြီးဖြစ်ပါတယ်ဆိုတော့ဒီတိုက်ပွဲအတွင်းမှာပဲအချက်မဖက်စစ်ခွေးတက်ဟာဘောင်းငါးရဘုံးတွေလက်နက်ကြီးတွေနဲ့ဒရဇက်တက်ခတ်ပြီးတော့ ခုခံနေကြရတယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေးမှလည်းကျွန်တော်တို့ရဲဘော်တွေနဲ့ကျွန်တော်တို့ပြည်သူတွေထိခိုက်ဒဏ်ရာရရှိမှုတွေအလွန်ကိုများပြားနေသေးပါဆိုတော့ဒီတိုက်ပွဲတွေဟာပုံမပြင်းထန်လာတဲ့အတွက်ကျွန်တော်တို့လုံလောက်တဲ့စေဝါကုသမှုတွေလုံလောက်တဲ့စေဝါတွေနဲ့အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းပေါင်းများစွာလိုအပ်နေတဲ့အကြောင်းကိုကျွန်တော်မြပါတွေကို ချိုတင်ပြီးတော့ဒီကနေပြီးတော့တည်ပေးလို့တယ်ဒီစစ်စင်ရေးတွေဟာကျွန်တော်တို့ဆက်လက်ပြီးတော့အရှိကိုတတ်သွားမယ့်စစ်စင်ရေးတွေဖြစ်တယ်ကျွန်တော်တို့မှာစီမံကိန်းတွေရေးဆွဲပြီးဖြစ်ပါတယ်ဟုတ်ပြီအရာရီတိုင်းမကိုးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအတွင်းမှာအထွေထွေထိုးစစ်စတင်ဖို့ရှိနေပါကြောင်းကျွန်တော်မိဘတွေကိုအတိပေးလိုတယ်ဆိုတော့ကျွန်တော်ပြည်သူဟာလက်ရှိအချိန်မှာ စိုးရတဲ့ငလင်လောက်ခတ်မှုတွေစိုးရတဲ့ဒါနိုင်ငံကိုမိမိဇိုက်ဆန်ဆန်အာနာသိပြီးတဲ့ကအုတ်ချုပ်ချင်နေတဲ့ကောင်တွေကြောင့်ဂျုံဂျုံကြခဲ့ပြီးပါပြီဒီထက်ပို့ပြီးတော့စင်ရဲစရာအကြောင်းလည်းမရှိတော့ဘူးဆိုတော့တကောင်ထက်ညှက်နှက်စရာ မရှိတော့ဘူးပေါ့ဗျာဟုတ်ပြီအဲ့ဒီစစ်စင်ရေးတွေမှာ ျွန်တော်ပါလာမယ့်တပ်ဖွဲ့ဝင်တွေက KNU အရခတ်တပ်တော် AA ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တွေအဓိကခြံရံပြီးတော့ဒီစစ်စင်ရေးကိုစင်နွဲနေကြတာပါဟုတ်ပြီကျွန်တော်တော်လန်ရေးအင်အားစုတွေအကုန်လုံးပူးပေါင်းပြီးတော့လှုပ်ဆောင်နေပါချောင်းကိုကြွမ်းမိပါတွေကိုဥစွာအတိပေးနေခြင်းကကျွန်တော်တို့တော်လန်ရေး ဒါစတင်ခဲ့တဲ့အချိန်မှဒီကနေ့အချိန်ထိကျွန်တော်တို့ဒါမြို့သိမ်းတိုက်ပွဲတွေနေမီသိမ်းတိုက်ပွဲတွေကျွန်တော်ဖက်စစ် ခွေးတက်ရထိုင်ချထားတဲ့စစ်ကမ်းပေါင်းထောင်နဲ့ခြည်တဲ့နေရာတွေကိုကျွန်တော်တက်ခိုက်သိမ်းပိုက်ခဲ့ပြီအခုအချိန်နေမှာကျွန်တော်ဖက်စစ်ခွေးခွေးတက်ဟာသူတို့ခုခံလို့ရတဲ့အချိန်နေထိကိုသူတို့တွေပြင်းပြင်းထန်ထန်ခုခံနေတာကိုကျွန်တော်တို့မြေပြင်အချိန်အနေတွေမှာထင်ရှားစွာတွေ့နေရတယ်ဟုတ်ပြီ ဒါကြောင့်ကျွန်တော်တို့ကထိုးစစ်သူတို့ကတော့ခံစစ်ဆိုတော့ဒီအချိန်မှာကျွန်တော်တို့အင်အားပို့ပြီးတော့သုံးဆွဲနေရတယ်လို့ကျွန်တော်တို့ပို့မှုပြီးတော့လုံလာစိုက်ကပါတယ်ဟုတ်ပြီဒါဆိုရင်တော့ကျွန်တော်တို့ AR retain စစ်မြေပြင်လေးတစ်ခုကိုကြည့်ကြည့်အောင်ပါ AR retain data ဘုတ်ပြင်းမြို့နယ်မှာကျွန်တော်တို့အကြမ်းဖက်ဖက်စစ်ခွေးတက်ရဲ့လက်ပါစီ view sorty အဖွဲ့ကို ကျွန်တော်တို့တနင်္လာရှိမြို့နယ်တွင်ကပကဖတ် တပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပါတယ်ဧပြီလ16ရက်နေ့မနက်3:00နာရီမှာစတင်တိုက်ခိုက်ခဲ့တယ်အဲ့ဒီအကြမ်းဖက်ဖက်စစ်ခွေးတက်လက်ကင်တို့ဂျူကောင်းဆောင်ထေဝင်းအပါအဝဲကျန်တဲ့ကောင်တွေတော်တော်များများတိဆုံးခဲ့တယ်တန်ရဘလက်ဘွားနဲ့ခုပြည့်တီပြေးသွားတဲ့ကောင်တွေလည်းအများကြီးပါ ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီမှာအကျိုးမြတ်များစွာရလိုက်ပါတယ်အဲ့ဒါကတော့လက်နက်10လက်ရရှိလိုက်တဲ့တိုက်ပွဲကြာချိန်နာရီဝက်မိနစ်30အတွင်းမှာပဲဒါကြောင့်ကျွန်တော်တို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့တဖက်ရန်သူနဲ့တကယ်တမ်းစစ်မြေပြင်မှာရင်ဆိုင်တွေ့တဲ့အချိန်သူတို့ဟာလက်ကား ရတဲ့ပတ်စံတွေအလကားရတဲ့အာနာတွေအလကားရတဲ့ဂုံဘုတ်တွေအတော့တာဒီဆိုတဲ့ခေါင်းစဉ်နဲ့ဒါမှမဟုတ်ပြည်သူစစ်ဆိုတဲ့ခေါင်းစဉ်တွေသူတို့ရိုက်ထားကြတယ်ကျွန်တော်ကာဝေးရေးတပ်ဖွဲ့ဝင်ကျွန်တော်လူငယ်တွေနဲ့တွေ့တဲ့အချိန်မှာဒီကောင်တွေဘလို့မှမခံစားနိုင်ဘူးဘလို့မှသူတို့တွေမတုံ့ပြန်နိုင်တာကို အခု နိုင်ဝက်ပဲကြာတဲ့စစ်စင်ရေးကတာတကပါဟုတ်ပြီအဲ့ဒီတိုက်ပွဲအတွင်းမှာကျွန်တော်ရရှိခဲ့တဲ့လက်နက်ခဲတွေက AK 5လက် ကာပိုင်1လက် M60 3လက်နဲ့70 9 40မမတလက်နဲ့ဆက်ဆက်ဘုံတိတွေလက်နက်ကြီးစံအများအပြားရရှိခဲ့တာပါဟုတ်ပါတယ်ကျွန်တော်တို့ဒါလက်နက်လူတဲ့အချိန်မှာ အဲကျွန်တော်တို့ပြည်သူစီကပေါ့နော်အဲကျွန်တော်ရဲဘော်တွေဒါဒါကုညီတောင်းတဲ့အာပြီးတော့အလှခံတဲ့ဆိုတော့တနက်တလက်ဝေဖို့တော်တော်လေးကိုစုရတဲ့အခြေအနေတွေကိုကျွန်တော်တို့ကြော်ဖြတ်ခဲ့တာပါဆိုတော့အခုချိန်မှာတော့ကျွန်တော်ဂျမ်ဖက်စစ်ခွေးတက်ဟာကျွန်တော်တို့ရဲ့စစ်စင်ရေးအတွက်လုံလောက်တဲ့လက်နက်တွေကိုနေ့စဉ်ရက်စက် ထုတ်ပေးနေတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်တော့ မကွေးတိုင်းစကိုင်းတိုင်းနဲ့ပတ်သက်တဲ့စစ်စင်ရေးပါပါလာတယ်ဆိုတော့စကိုင်းတိုင်းကလေးမြို့နယ်မကွေးတိုင်းခံကောမြို့နယ်ဆက်မှာရှိတဲ့အချက်မဲ့ဖတ်စစ်ခွေးတက်စကိုင်းတွေကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ major operation ဆော့အကျွမ်းမိပါလိမ့် major operation စစ်စင်ရေးအာကြားမှုတဲ့သူတွေလည်းရှိမယ်မကြားသေးတဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဒီနေ့စကိုင်းတိုင်းကစစ်စင်ရေး အောင်မြင်ခဲ့တဲ့အကြောင်းကိုပြန်လည်တင်ပြပေးမှာဖြစ်ပါတယ်။ဟုတ်ပါတယ်။ကလေးမျိုးနယ်နဲ့မကွေးတိုင်းကံကောမျိုးနယ်အစပ်မှာရှိတဲ့တစကန်တွေကိုချင်းမျိုးသားတက်မတော် CNA ရဲ့စီရေကူကဲမှုတွေနဲ့ major operation စစ်ဆင်ရွေးဆင်နွှဲနိုင်ခဲ့တယ်အောင်ပွဲလဲရရှိခဲ့တယ်။ကလေးကပေါ်ကံတော်ဒေတာတွေကိုကိုစားပြုတ်ထားတဲ့ဒီစစ်စင်ရေးအတွင်းမှာကျွန်မဖတ်စစ်ခွေးတက်စကံပေါင်း ငါလုံးကိုအမှုတ်ကျေးချိန်မှုနိုင်ခဲ့တဲ့ major operation system ကြီးဟုတ်ပြီကလေးကန်ကောမြို့နယ်အဆက်မှာရှိတဲ့အကြောင်းဖက်စစ်ခွေးအထိုင်စခန်းတွေဖြစ်တဲ့ကမ်ပနီမှန်တော်အောင်တရာအရှိအနောက်နဲ့ view sorty တွေကြီးစိုးတဲ့ကျန်တာချေးရွာတွေကိုနှစ်လအတွင်းမှာပြီးတဲ့တိုက်ခိုက်ချိန်မှုအမှုတ် ြိတ်နိုင်ခဲ့တဲ့ major operation အကြောင်းကျွန်တော်ညီမတွေကြားပြီးပြီလို့တော့ကျွန်တော်ယုံကြည်ပါတယ်ဒါဟာကျွန်တော်တို့ ERI တိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းတွေအတွက်အထွေထွေထိုးစစ်ကြီးစတင်မယ်ဆိုတော့ထုတ်ပြန်ကြညာချက်တွေထပ်စောလှင်စွာစနစ်တကျ စီမံဆောင်ရွက်ထားတာဟုကျွန်တော်မိဘတွေပြောချင်တာပါဆိုတော့အဲ့ဒီ major operation ကို2024တဲကစတင်ပြီးတော့စုဖွဲ့စတင်ပြီးတော့ပုံဖော်ခဲ့တာပါအများကြီးရှိသေးတယ်ကျွန်တော်မိဘကျွန်တော်တို့မှာအတောင်ပိုင်းတိုင်းမြောက်ပိုင်းတိုင်းအလယ်ပိုင်းတိုင်းစသည့်အဖြစ်ကျွန်တော်တို့စီးရေးဆိုင်ရာဒါပူပေါင်းဆောင်ရွက်မှုတွေကျွန်တော်မိဘတွေ ပုံမအားကောင်းတဲ့အောင်ပွဲတွေပုံမချိုမြင်တဲ့အရာသာတွေ ਨੇ ဒီ95မှာမြင်တွေ့ရမှာဖြစ်ပါတယ်ခုဆိုရင် KB နဲ့ twin ထဲမှာရှိတယ်ကျွန်တော်တော်လန်ဒေါ်တပ်ဖွဲ့ဝင်အားစုတွေပူပေါင်းပြီးတော့ကောင်းမွန်ပြည့်စုံတဲ့စစ်စင်ရေးကြီးကိုဆင်နွှဲနေတာပါဆိုတော့ဒရင်တွေရဲ့တဖက်မှာတော့အကြမ်းဖက်စစ်ခွစ်တက်ဟာကင်းပြင်းနေတကြောလုံးမှာ တို့တွေဘုံကျဲတက်ဖြတ်နေတဲ့အကြောင်းတွေကိုပဲကြားရမှာဖြစ်တယ်။ကင်းပြင်းတဲ့အတွင်းထဲမှာညပြတဲ့နေရာဆိုမှ တိုက်ပွဲတွေအချိန်နဲ့တပြိုင်နက်တည်းဖြစ်ပေါ်နေတာကျွန်တော်မြင်ပါ။ဆိုတော့ဒီတိုက်ပွဲတွေအတွင်းမှာကျွန်တော်ရဲဘော်တွေအများကြီးလှုပ်လှုပ်နေကြတယ်။ပစ်စခဲ့ရတဲ့ရဲဘော်တွေလည်းရှိပါတယ်။မနေ့ကကျွန်တော်တင်ပြခဲ့တဲ့ကျွန်တော်ရခိုင်သား ရဲဘော်စီမူစောက်ခုတ်ကိုအောင်တဲ့အတူကျွန်တော်တို့ဒါ PDF ကျွန်တော်တို့သင်တန်းစိတ်ရတူလေအဲ့ဒီနေ့တည့်အထဲမှာပဲမြင့်မြတ်စွာအသက်ပေးလူခဲ့တာပါဆိုတော့ဒီကဒံရရှိထားတဲ့ရဲဘော်တွေလည်းရှိပါတယ်ဒါဟာကျွန်တော်တို့အလုတ်ချင်းဆုံးကျွန်တော်တို့ဒါအဖြစ်ချင်းဆုံး ERI ဘကိုတနင်းသာကြီးဒီစစ်စင်ရေးတွေအတွက်အရေးကြီးတဲ့စစ်စင်ရေးဖြစ်ပါတယ်လို့ကျွန်တော်မိဘတွေကိုကျွန်တော်အတိပေးလို့ရတယ်။ဆိုတော့တခါတည်းမှာကျွန်တော်တို့မှာအဟန်တားတွေအများကြီးရှိပါတယ်။ဆိုတော့ဒီအဟန်တားတွေဟာကျွန်တော်တို့ဒါနှစ်ပေါင်း90ကျော်ခေါင်းစဉ်မျိုးစုံနဲ့အုတ်ချုပ်ချင်တဲ့ကောင်တွေရဲ့ဒါသွေးခွဲမှုတွေကြောင့် ကျွန်တော်တို့လက်ရှိစုဖွဲ့မှုလက်ရှိစစ်စင်ရေးလက်ရှိထိုးစစ်တွေမှာအနေငယ်သောဟန်တားတွေရှိနေစဲပါဆိုတော့ဒီဟန်တားတွေကိုနီးမျိုးစုံနဲ့ကျွန်တော်တို့ပူးပေါင်းပြီးတော့ကြော်ဖြတ်နေတယ်အဲ့လိုကြော်ဖြတ်နေရင်ねကျွန်တော်စစ်စင်ရေးကို စတင်နိုင်ခဲ့တယ်ဆိုတော့ဒီစစ်စင်ရေးတွေအတွင်းမှာကျွန်တော်တို့လူအချက်ကညောင်များစွာရှိပါတယ်အဲ့ဒီလူအချက်တွေက ပထမဦးစွာနံပါတ်1ရှေ့ထဲမှာရေးပေါ်ငယ်စဲရေးလုပ်ငန်းအတွက်အသုံးပြုနေတဲ့စေဝါတွေလိုအပ်ပါတယ်ဒီထက်လည်းလိုအပ်ဖို့တွေရှိနေပါသေးတယ်ဆိုတော့ကျွန်တော်ရဲ့မိဘတွေအနေနဲ့ဤဆက်ရာကျွန်တော်တို့ဒါကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ਨੇ ပူးပေါင်းပြီးတော့မိမိတို့တဆွမ်းနိုင်တော့ဝင်းရင်ကူညီပေးဖို့ဒီကနေပြီးတော့ကျွန်တော်မေတ္တာရက်ခံလိုတယ် ဆိုတော့ဒါဟာကျွန်တော်တို့စစ်စင်ရစနေပြီးဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်ကြိုတင်ပြီးတော့အသိပေးနေကြီးဖြစ်တယ်။ဒီနေရာဒီဒေတာတွေနဲ့ဒီရဝမ်းမှာရှိနေတဲ့ကျွန်တော်ရဲ့မိဘတွေကလည်းစည်ရေးသတိအမြဲတမ်းရှိဖို့လိုတယ်။ ARE ပကိုးမကွေးစကိုင်းဒါရှင်းပါဒါအမှန်တရားပါဆိုတော့ကျွန်တော်တို့ရဲ့စီပြမှတ်ကလည်းရှိနေပြီကိုဗျာ။ ဟုတ်ပြီဒါနဲ့တစ်ဖက်မှာ အကြမ်းဖက်စစ်ခွေးတက်ဟာကျွန်တော်တို့ဒါတော်လန်သောတပ်ဖွဲ့ဝင်တွေအပေါ်ပြီးတော့လက်ရှိဒါတော်လန်ရေးကိုဥဆောင်နေတဲ့ကျွန်တော်တို့အဖွဲ့အစည်းတွေပေါ်အမြင်အမျိုးမျိုးဖြစ်အောင်လဲသူတို့တွေလှုပ်ဆောင်နေတယ်ကျွန်တော်ပြောပါဒါကိုမြင်အောင်ကြည့်ပေးပါဆိုတော့ကျွန်တော်တို့ကအချင်းချင်းပုတ်ခတ်နေလို့ကျွန်တော်တို့မှအကျိုးမရှိနိုင် ကျွန်တော်ရန်သူကလုံးလုံးပြိုလဲနေပြီဆိုတော့ဒါကြောင့်လည်းပဲသူတို့က2025နောက်ဆုံးသောနေ့ရက်တွင်နဲ့2026ပထမအဦးဆုံးနေ့ရက်တွေအတွင်းမှာသူတို့တွေဒီကောက်ပွဲမဖြစ်မနေလှုပ်ဆောင်ဖို့အပူရင်းဆောင်ရွက်နေတာပါကျွန်တော်နိုင်ငံတွင်းထဲမှာကျွန်တော်ပြည်သူတွေဘလို့မျိုးပဲဒုက္ခတုံ့ခတွေခံစားနေရပါစေသူတို့ဟာသူတို့ရဲ့ရက်စက်ရုပ်မာမှုကိုအခုချိန်ထိမလျှော့သေးသလို သူတို့လှုပ်ချင်တဲ့ပြမှတ်ရွေးကောက်ပွဲရေကောက်ပွဲအတွက်ပဲသူတို့တွေအားစိုက်နေတာကိုလည်းကျွန်တော်မိဘတွေတွေ့မြင်ရမှာဖြစ်တယ်။ဆိုတော့ကျွန်တော်တို့တပွဲဝင်တွေနဲ့ကျွန်တော်တို့တပေါင်းစုတွေဟာလည်းလက်ရှိအချိန်မှာအပြုသဘောဆောင်တဲ့ဒါဆွေးနွေးတိုင်ပင်ချက်တွေနဲ့အတူ2025ခုနှစ်အတွင်းမှာတော်လှန်ရေးအပီးသက်အောင်ပွဲဆင်နွှဲနိုင်ဖို့ကိုကောင်းဆုံးကြိုးစား ြင်ဆင်နေကြပါတယ်ကျွန်တော်နိုင်ငံလူနိုင်ငံသားတွေဒီချက်ပို့ပြီးတော့ဆင်းရဲဒုက္ခခံရစရာအကြောင်းမရှိတော့ဘူးဒီချက်ပို့ပြီးတော့လဲစိုးဝါဆုတ်ပြတ်စရာ အကြောင်းမရှိတော့ဘူးနိုင်ငံတကာမှာလဲကျွန်တော်တို့ဒါရွှေပြောင်းလူ့သမားတွေပြီးတော့စပင်းရှောင်နေတဲ့သူတွေနှီးမျိုးစုံနဲ့ကျွန်တော်တို့တွေအာပုံစံမျိုးစုံနဲ့ ဆင်းရဲဒုက္ခတွေကိုကြုံတွေ့ခဲ့ပြီးပါပြီလက်ရှိအချိန်ထိလည်းအကြမ်းဖက်စစ်ခွေးတက်ဟာသူတို့နိုင်ငံသူတို့ထဲတန်းမှာရှိတဲ့ဒူတွေကိုတော့မှသူတို့ကိုယ်၌စီမံခန့်ခွဲအုပ်ချုပ်နိုင်တာကိုလည်းတွေ့ရမှာမဟုတ်လို့ငလင်ကြောင့်တစ်ခါရောက်ခဲ့တဲ့ကျွန်တော်တို့ပြည်သူတွေပေါ်မှာလည်းဒါဖူလုံနဲ့စောင့်ရှောက်မှုတွေဖူလုံနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းတွေတစ်ခုမှကျွန်တော်တို့မြင်တွေ့ရမှာမဟုတ်ဘူး သူတို့လုပ်ချင်တာကတော့ရွေးကောက်ပွဲဒီရွေးကောက်ပွဲကိုသူတို့အသက်ဝင်ဖို့အတွက်ဒီရွေးကောက်ပွဲကိုသူတို့အတည်ပြုနိုင်ဖို့အတွက်လက်ရှိအာဆီယံတွေကို ခွေးတို့ပေါက်ကဝင်နေတာပါဆိုတော့ဒီရွေးကောက်ပွဲကိုလုပ်မယ်ပြီးသွားရင် သူတို့အစိုးရတရားဖွဲ့စည်းမယ်ပြီးသွားရင်အာနာရှင်အဆက်ဆက်အုတ်ချုံနိုင်ဖို့ကိုသူတို့ပြင်ဆင်သွားမှာဖြစ်တယ် ဒါကြောင့်2025မှာတော်လှန်ရေးပြီးသက်အောင်ပွဲဆင့်နိုင်မှုအရေးကြီးတယ်ဒီရေးကြီးတာ ਨੇ ဆက်ဆက်ပြီးတော့လဲကျွန်တော်တို့စစ်စင်ရေးတွေမှာကျွန်တော်ပူပေါင်းနိုင်တဲ့တပွဲဝင်တွေအကုန်လုံးပူပေါင်းပြီးတော့အလုံးလုံးနေကြပါတယ်လို့တင်ပြရင်းနဲ့ဒီနေ့ဗီဒီယိုကိုအဆုံးသတ်ပြစီနောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပိုကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ်လက်နက်ပေးစီဗီကပ်ပဲကြောက်နေလဲကျွန်တော်နိုင်ငံအတွင်းမှာရှိတယ်မိဘပြည်သူရဲဘော်ရဲဘက်တအိုးချင်းဆိုင်ပြင်းနေကင်းရှင်းပါတဲ့ကြောင့်လေးလေးနက်နက်ဆူတောင်းရှင်းနေကျွန်တော်ရဲဘော်ရှင်းလိုက်ပါ